ာပါရှင်။ထိုင်းမြန်မာနယ်စပ်အနီးမှာရှိနေတဲ့စစ်ကောက်စီရဲ့တပ်စခန်း၅ခုကို ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းအဖွဲ့တွေကသိမ်းယူနိုင်ခဲ့ပါတယ်။ကချင်ပြည်ဖားကဲမြို့နယ်ထဲကလုံခင်းရွာမှာစစ်ကောက်စီစစ်ကြောင်းဝင်လာပြီးနောက်အယက်သား၅ယောက်ကိုပြစ်တက်ခဲ့ပါတယ်။ရှဲပြည်နယ်အရှိပိုင်းကရွှေတူးဖို့မှုတွေကြောင့်ထိုင်းနိုင်ငံရဲ့ဂေဟာစနစ်ကိုထိခိုက်မှာကို ထိုင်းအာဏာပိုင်တွေကစိုးရိမ်နေကြပါတယ် ထိုင်းမြန်မာနယ်စပ်အနီးမှာရှိနေတဲ့စစ်ကောက်စီရဲ့တပ်စခန်း၅ခုကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူပေါင်းအဖွဲ့တွေကမီလာနောက်ဆုံးပတ်ထဲမှာသိမ်းယူနိုင်ခဲ့ပါတယ်အဲ့ဒီတပ်စခန်းတွေဟာထိုင်းနယ်စပ်အနီးကရင်ပြည်ကော့ကရိတ်မြို့နယ်ထဲမှာရှိပါတယ်။ကရင်အမျိုးသားစည်းရုံး KNU တပ်မဟာ6နယ်မြေအတွင်းကစစ်ကောက်စီစခန်းတွေလည်းဖြစ်ပါတယ်။ မေလ30ရက်နေ့မနက်ပိုင်းမှာထိုင်းမြန်မာနယ်စပ်အနီးရှိကရင်ပြည်မြဝတီခရိုင်ထဲကစစ်ကောက်စီရဲ့ဘရင်တော်တပ်စခန်းနဲ့မော်ခီတပ်စခန်းတွေကို KNL ပူပေါင်းအဖွဲ့တွေကသိမ်းယူလိုက်ပါတယ်။အဲဒီဘရင်တော်တပ်စခန်းကစစ်ကောက်စီတပ်သားတွေဟာထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့မြေပြေတည်ရင်မြစ်တွေကပြောပါတယ်။မေလ23ရက်နေ့တော့ကဘလဲတူတပ်စခန်းမေလ28ရက်နေ့မှာတော့ကနဲလီတပ်စခန်း မေလ29ရက်နေ့မှာရွှေအေးမြိုင်ဝါမိထသက်စခန်းနဲ့မေလ30ရက်နေ့မနက်ပိုင်းမှာတော့ဘရင်နောက်သက်စခန်းနဲ့မော်ခီသက်စခန်းတွေကိုထပ်ပြီးသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။နေဆက်တလျှောက်ကတိုက်ပွဲတွေကြောင့်မြန်မာဘက်ခြမ်းကဒေသခံတွေကထိုင်းဘက်ခြမ်းကိုစစ်ဘေးရှောင်နေကြရပါတယ်။ကချင်ပြည်ဖားကဲမြို့နယ်ထဲကလောက်ခင်းရွာမှာစစ်ကောင်စီစစ်ကြောင်းဝင်လာပြီးနောက်အရက်သား၅ယောက်ကိုပြစ်တက်ခဲ့တဲ့အပြင်တပ်ဆွဲအထိုက်ချဖို့လည်းပြင်ဆင်နေပါသေးတယ်။ ။လောက်ခင်းရွာကိုမေလ29ရက်နေ့ကစပြီးဝင်လာတဲ့စစ်ကောက်စီစစ်ကြောင်းကအရက်သားပြည်သူတွေကိုပြစ်တက်သွားခဲ့တာဖြစ်ပါတယ်။စစ်ကောက်စီတပ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်အမျိုးသမီးတယောက်အပါအဝင် အရက်သား9ယောက်တိစုပ်ပြီး9ယောက်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လန်းချောင်းတရှောင်းလူသားတိုင်းကအတွက်ဖန်စီခံရတဲ့သူတွေကိုတော့ပြန်လွတ်ပေးပြီလို့ဒေသခံတယောက်ကပြောပါရယ်မေလ29ရက်နေ့မှာစစ်ကောင်စီစစ်ကြောင်းက လုံခင်းရွာကနေထွက်သွားပြီဖြစ်ပေမဲ့စစ်သားတချို့ကတော့လုံခင်းကျေးရွာအုပ်စုထဲကမော်စီစာရွာဖုန်ကြီးကျောင်းမှာတက်ဆွဲဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။အဲဒီစီကျောင်းကတခြားစစ်ကောက်စီတပ်သားတွေကတော့ဖက်ကန့်ဘက်ကိုမီလာ30ရင်းနေမှာရောက်သွားပြီဖြစ်လို့တိုက်ပွဲတွေဖြစ်လာမှာကိုပြည်သူတွေကစိုးရိမ်နေကြပါတယ်။စစ်ကောက်စီကဖက်ကန့်ကိုလမ်းကြောင်း၃ခုကနေစစ်ကြောင်းထိုးနေတာဖြစ်ပြီးဖာကန့်နာအထိရောက်လာတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွက်စိုးရိမ်တယ်လို့ရန်ကုန်ဆွေရင်တန်ရုံးကထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီကသူတို့ကိုယ်တိုင်ကြီးညာထားတဲ့အပြစ်ခက်ရက်စဲရေးကိုချိုးဖောက်ပြီးစာတင်ကြောင်းတွေစေရုံတွေနဲ့ဘာသာရေးအဆောက်အအုံတွေအပါအဝင်အယက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေနေ့တိုင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အပေါ်စိုးရိမ်ရဲလို့ဆူဒင်တန်ယောကထုတ်ပြန်ပါတယ်။ မေလ28ရက်နေ့ဆွေဒင်တန်ယုံရဲ့ထုတ်ပြန်ချက်ထဲမှာစကိုင်းမကွေးမန္တလေးပဲခူးရခိုင်ချင်းပြည်အပါအဝင်မြန်မာနိုင်ငံရှိတခြားတိုင်းနဲ့ပြည်နယ်တွေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူတွေရဲ့မိသားစုဝင်တွေအတွက်အထူးဝမ်းနည်းရတယ်လို့ဆိုပါတယ်။အရက်သားပြည်သူတွေနဲ့အထူးသဖြင့်အပြစ်မဲ့ကလေးတွေကိုတိုက်ခိုက်ခြင်းကစစ်ရဲ့ဇဝမှုဖြစ်တယ်လို့ဆွေဒင်တန်ယုံကထောက်ပြထားပါတယ်။ ဆွေဒီနိုင်ငံဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုအမြဲကာကွယ်ပေးမှာဖြစ်တာကြောင့်မြန်မာပြည်သူတွေနဲ့အတူရပ်တည်သွားမယ်လို့ဆိုပါတယ်ထိုင်းဝန်ကြီးချုပ်ဟောင်းတန်ဆင်ရှင်နဝတ်က UWSA ဝါကငွေရေးစေဝါထုတ်လုပ်နေကြောင်းဆွဆွဲလိုက်ပြီးတိုက်ဖြတ်မှုတွေလှုပ်ဆောင်သွားမယ်လို့ပြောဆိုလိုက်တဲ့အပေါ် UWSA ကမဟုတ်မှန်ကြောင်းညင်းဆိုလိုက်ပါတယ် ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကထိုင်းနိုင်ငံကိုမူရစ်စေဝါတွေဝင်ရောက်နေရဟာ UWSA ဝတ်သက်ဖွဲ့မှတာဝန်ရှိတယ်လို့စွပ်စွဲပြောဆိုထားတာဖြစ်ပါတယ်မေလ29ရက်နေ့ကထိုင်းနိုင်ငံမူရစ်စေဝါထိတ်ချုပ်ရေးဘုတ်အဖွဲ့ယုံမှတက်ဆင်ကမူရစ်စေဝါတိုက်ဖြတ်နေနေရင်စစ်ပွဲအဖြစ်မိန့်ခွန်ပြောကြားရမှာအခုလိုထက်သွင်းပြောကြားသွားတာဖြစ်ပါတယ် ဒါဟာနိုင်ငံရေးကစားကွက်ပဲဖြစ်တယ်ဆိုပြီးတက်စင်ရဲ့ပြောကြားချက်တွေပေါ်မဟုတ်မှန်ကြောင်း UWSA ဝလာရှိုးယုံတာဝန်ခံဦးညီရန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေညင်းဆိုလိုက်ပါတယ်မိုင်ယာထောင်ချီရဲ့မြန်မာနယ်စပ်မှာ UWSA ဝတ်သက်ဖွဲ့ပဲရှိနေတာမဟုတ်ကြောင်းနဲ့ ဝဒီတာမှာ2005ခုနှစ်ကစပြီးငွေရစိုက်ပျိုးမှုကင်းစင်နေမည်အဖြစ်ကဘာကိုကြီးညာခဲ့ပြီးငွေရစေဝါစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုနဲ့တုံဆွဲမှုတွေကိုကြီးလေးပြည့်တန်ချမှတ်ပြီးတိုက်ဖြတ်နေတယ်လို့ဆိုပါတယ် UWSA ဝါကိုနိုင်နေဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမြန်မာနဲ့မကြာခင်မှာဆွေးနွေးဖို့ရှိတယ်လို့လည်းတက်ဆင်ကဆိုပါတယ်စစ်ကောင်စီရဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံစီမံကိန်းဟာ ဒေသတွင်းနိုင်ငံတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုပါထိပါလာနိုင်တဲ့အတွက် အထူးအလေးထားသုံးပြန်ဆောင်ရွက်ကြဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဒေသတွင်းနိုင်ငံတွေကိုတတိပေးပြောဆိုလိုက်ပါတယ်။ကိုစောပွေးကစူးစီးထားပါတယ်။ဒေသတွင်းနိုင်ငံတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်ရေးကိုထိပါလာနိုင်တဲ့ စစ်ကောင်စီရဲ့နျူကလ িয়ার ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလေထာတုတ်ပြန်ဆောင်ရွက်ကြဖို့ NUG ကဒေသတွင်းနိုင်ငံတွေကိုသတိပေးပြောဆိုလိုက်ပါတယ်။ NUG ကမေလ၁၇ရက်နေ့ကပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုတည်င်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ကပြောလိုက်တာဖြစ်ပါတယ်။ဒီလိုလုံရမျိုးတွေဟာနောက်တစ်ချိန်မှာမြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေသာမကဒေသတွင်းနိုင်ငံတွေနဲ့ အဲ့ဒီနိုင်ငံတွေရဲ့ပြည်သူလူထုတွေရဲ့လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပါထိပါလာနိုင်တဲ့အခြေအနေမျိုးဖြစ်တာကြောင့်ဒေသရင်းနိုင်ငံတွေအနေနဲ့မြန်မာပြည်သူလူထုနဲ့အတူတော်လှန်ရေးအင်အားစုတွေနဲ့အတူရပ်တည်ပြီးအထူးအလေးထားတုံ့ပြန်ဆောင်ရွက်ကြဖို့ပြောကြားလိုပါတယ်စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ ီးခဲ့တဲ့မက်လအတွင်းကရုရှားနိုင်ငံခီးစင်မှာ အသေးစားနျူကလ িয়ার တက်အပေးစက်ရုံတိဆောက်ရေးကိုနိုင်ငံငယ်ပူးပေါင်းဆောင်ရွက်ကြဖို့သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်စစ်ကောင်စီကနျူကလ িয়ার တက်အပေးစက်ရုံကိုပဲခူးတိုင်းလေပိုင်းနဲ့ ထိုင်းနိုင်ငံနယ်စပ်တနင်းတိုက်တိုင်းဒဝဲဒေသမှာရှိတဲ့ဒဝဲအထူးစီးပွားရေးဆိုမှတိဆောက်မယ်လို့ထီကီစစ်စီရေးအခြေအနေနဲ့ပတ်သက်ပြီး KNU ကလည်းမေလ9ရက်နေ့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းထားပါတယ်စစ်ကောင်စီကနျူကလ িয়ার ဆဲုံတိဆောက်မယ့်အခြေအနေကြောင့်ဒေသအတွင်းပြည်သူတွေနဲ့ထိုင်းနိုင်ငံပြည်သူတွေရဲ့လုံခြုံရေးအနေနဲ့ကင်းရှင်းမှုနဲ့ကောင်းမွန်တဲ့ဘဝနေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်မိတယ်လို့ KNU ကပြောပါတယ်ဒီစီမံကိန်းဟာရည်ရွယ်ချက်မမှန်ဘူးလို့ဥနေဘုံလက်ကပြောပါတယ် အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတစုဟာသူတို့ရဲ့အာဏာတည်မြဲရေးတစ်ခုတည်းကိုသာရှေ့ရှုပြီးပြည်သူလူထုရဲ့အခွင့်အာဏာတွေကိုထင်းသလိုအသုံးပြုနေသလို အချို့သောနိုင်ငံတွေနဲ့နျူကလ িয়ার စွမ်းအင်သုံးဓာတ်ပစ်ဆက်ရုံတိစောက်ခြင်းစတဲ့လုပ်ငန်းစာချုပ်တွေချုပ်ဆိုပြီးတိုင်းပြည်ကိုလည်းအမျှော်အမြင်ကိမဲ့စွာအသုံးချလျက်ရှိနေပါတယ် အဲ့ဒီအသေးစားနျူကလ িয়ার ဓာတ်အားပေးစက်ရုံကိုရုရှားနိုင်ငံကတိစောက်ပေးမှဖြစ်ပြီးမဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုမဂါဝတ်330အထိဆွမ်းဆောင်ရည်ထပ်မံတိုးချဲ့နိုင်ဖို့လည်းသဘောတူညီခဲ့ကြတယ်လို့ရုရှားသတင်းဌာနတွေကဖော်ပြပါဗျ။အရခတ်သက်တော် ULAAA ကဖန်ဆီးထားတဲ့ချင်းလူငယ်60ကျော်ကိုပြန်လုပေးဖို့ချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီကတောင်းဆိုလိုက်ပါတယ်။ဒီကြောင့်မအာမီကစူးစီးတင်ဆက်ထားပါတယ်။ အရခတ်တက်တော် ULAAA ကဖန်ထားတဲ့ချင်းလူငယ်တွေဟာစာဝတ်နေရေးအတွက်ပြီးမှထွက်ပြီးတော့အလုလုကင်မဲ့သူတွေနဲ့ပညာသင်ဖို့တွားကြတဲ့အသက်16နှစ်မပြည့်သေးတဲ့ចောင်းသူចောင်းသားတွေဖြစ်တယ်လို့ဆိုပါတယ်။အခုအဖမ်းခံထားရတဲ့သူတွေဟာရခိုင်ပြည်တွေကမင်းပြားမျိုးနယ်နဲ့မြေပုံမျိုးနယ်တွေကချင်းလူငယ်တွေဖြစ်ကြပြီး2023-24နဲ့25ခုနှစ်တွင်မှအဖမ်းခံရတဲ့သူတွေဖြစ်တယ်လို့ချင်းနိုင်ငံရေးဥဆောင်ကော်မတီတာဝန်ရှိသူကဆိုပါတယ်။ ဒီအဖမ်းခံရတဲ့ဟာကကြာတော့ကျွန်တော်တို့2023အောက်တိုဘာကနေစတယ်2023အောက်တိုဘာမှာကျွန်တော်တို့ဒီမြေပုံမြို့နယ်ရဲ့မြို့ချင်းရွာတေရမှာရှိတဲ့ဆရာမတယောက်ဖမ်းခံရတယ်အဲနောက်တစ်ခုကကြာတော့2024 a september မှာကျွန်တော်တို့ဒီပြည်မဖက်ကိုသွားမယ်ဆိုတော့14သစည်းကနံပါတ်ကြီးနောင်တော်ငယ်မှာအာအရခတရောရဲ့ဖန်ဆီချင်းကိုခံရတယ်ကျွန်တော်တို့ဒီ2025မှာကြာတော့အာ april april may အဲ့အသွင်းမှာကြတော့ကျွန်တော်တို့အော်ဒီတချို့လူတွေကြတော့ရခိုင်ယူမကိုကြော်ပြီးတော့ပေါ့လေပြည်မဖက်ကိုသွားမဲ့လူတွေဒီအဖန်ခံရတယ်နောက်တစ်ဖက်ကြတော့ကျွန်တော်တို့ဒီအာကြောက်ဖြူမျိုးရဲ့တစ်ဖက်တကမ်းမှာရှိတဲ့တဲချောင်းကူလို့စိတ်ယူရမှာဖန်ခံရတယ်လို့ကျွန်တော်တို့မြေပြင်ငါအချက်လက်ရကျွန်တော်တို့သိရပါတယ်ခင်ဗျာဟုတ်ဆိုတော့ဖန်ခံရတဲ့အထက်မှာကလေးဟိုအသက်အရွယ်အဖြစ်ကြတော့ကျွန်တော်တို့73နှစ်ကနေကျွန်တော်40နှစ်အတွင်းအမျိုးသမီးရောယောက်ျားလေးရောကလေးတွေရောပါဝင်တယ်လို့ကျွန်တော်ကြားရပါတယ်ခင်ဗျာဟုတ် ရခိုင်ပြည်ထဲကချင်းကျောင်းသူကျောင်းသားတွေအပါအဝင်လူငယ်63ယောက်ထက်မနည်းကိုအေအေကဖမ်းဆီးထိန်းသိမ်းထားပြီးစစ်တင်နှံပေးနေတယ်လို့လည်းချင်းနိုင်ငံရဲ့ဥဆောင်ကော်မတီကမေလ28ရက်နေ့ကထုတ်ပြန်လာတာဖြစ်ပါရယ်တစ်ဖက်မှာလည်း ULAAA ရဲ့အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကို CPSA ကဝေဖန်ထောက်ပြထားပါရယ်ဒီပြဋ္ဌာန်းချက်ဟာပြည်သူတွေနဲ့ဆွေးနွေးညှိနှိုင်းမှုမရှိဘူးလို့ဆိုပါရယ် NDEP ပြဋ္ဌာန်းချက်အရလူငယ်တွေ ရခိုင်ပြည်ကနေမထွက်ခွာဖို့မေလ22ရက်နေ့တားမြစ်ချက်ကလူအခွင့်ရေးစံနှုန်းတွေနဲ့ကင်းကွာနေတယ်လို့လည်းဆိုပါတယ်။ Okay အဲ့ကျွန်တော်တို့တော့ဒီဟိုဥတည်ပြထန်းချက်အပေါ်မှာကျွန်တော်တို့ဒီကန့်ကွက်တာမျိုးမဟုတ်ဘူးပေါ့လေနော်။ဆိုတော့ဒါဟိုရှင်းရှင်းလင်းလင်းသိစေချင်တယ်။ကျွန်တော်တို့ဒီဒီ NDP ကိုကျွန်တော်တို့ဟိုတန့်ကွက်တာမဟုတ်ဘူး။ဒါပေမဲ့ဒီ အ NDEP ရဲ့ပြဋ္ဌာန်းချက်မတိုင်ခင်မှာကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာရှိနေတဲ့အတခြားတိုင်းရင်းသားတွေနဲ့အဲဘယ်လိုပြောမလဲအရင်ဆုံးညှိနှိုင်းတင့်တယ်လို့တော့ထင်တယ် အသက်16နှစ်မပြည့်သေးတဲ့ကလေးတငယ်တွေကို အတင်းအာဓမအစစ်မှုထမ်းခိုင်းစေတာဟာလူအခွင့်ရေးအရာအစ်ရာဇွမှုမြောက်ကြောင်း ULAAA ရဲ့အောက်ခြေအားလူတွေကျူးလွန်နေမှုတွေကိုခေါင်းဆောင်တွေတိနာလဲ့ပြီးဖြည့်ရှင်းပေးဖို့တောင်းဆိုတာလို့ဆိုပါတယ်တစ်တုံညာနှစ်ခွန်စစ်စင်ရေးအဖြစ်ရခိုင်ပြည်မှာတကြောပြန်တိုက်ပွဲတွေဖြစ်လာပြီးပြည်သူအလုံးဟာစံမရေးပညာရေးအသက်မဝမ်းကြောင်းဆိုင်ရာအခက်အခဲအကျက်တဲတွေနဲ့ရင်ဆိုင်နေရပြီးရခိုင်ပြည်ထဲမှာနေတဲ့ချင်းလူမျိုးတွေပါ အလားတူအခက်အခဲတွေကိုခံစားကြုံတွေ့နေကြရတယ်လို့ဆိုပါတယ်ရှင်။ရှမ်းပြည်နယ်အရှိပိုင်ကရွှေသူဖော်မှုတွေကြောင့်ထိုင်းနိုင်ငံရဲ့ဂေဟာစနစ်ကိုထိခိုက်မှာကိုထိုင်းအာဏာပိုင်တွေကစိုးရိမ်နေကြပါတယ်။ဒီကြောင့်ကွန်ပျူတာကစူးစီးတင်ဆက်ထားပါတယ်။ UWSA ဝါလက်နကိုင်အဖွဲ့ကထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်အရှိပိုင်းမဆတ်မြို့နယ်တဲကနှာခုံမြစ်မှာရွှေတူးနေကြတာတွေကြောင့်ပြည်သူတွေလည်းဒုက္ခရောက်နေကြတယ်လို့ရှမ်းလူအခွင့်အရေးမှန်တိုင်း SHRF ကပြောပါရယ် SHRF ရဲ့အဆိုအရဒီရွှေတူဖော်မှုတွေကိုထိုင်းနယ်စပ်နဲ့နီးတဲ့မန်ယုံဒေတာပိန်ခန့်ရော်မှာဝါတာဖွဲ့ကလှုပ်ချုံရေးယူပေးပြီးတရုတ်ကုမ္ပဏီတွေကတူဖော်နေကြတာလို့ SHRF ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်အတိအကျကျွန်တော်ဒီဖောင်နေနေနဲ့တူးတယ်ဖောင်နေနဲ့တူးတဲ့ပုံစံနဲ့ရှယ်ပြီးတော့ open pay ဘယ်လိုဒီလိုတောင်းလို့ဖြိုးပြီးတူးတာတွေလည်းရှိရဲ့ရှင်။အရွှေတူးဖော်မှုကတော့အတိအကျလုံနေတာတရုတ်ကုမ္ပဏီဖြစ်ပြီးမှတော့ကျွန်တော်တို့ဒီ UWS ရဲ့လုံခြုံရေးယူပေးရပါရှင်။ ဒီလိုရွှေတူးဖော်မှုတွေကြောင့်လူထုရဲ့ကြမ်းမာရေးပိုက်အပြင်တဘာဝပတ်ဝန်းကျင်ကိုပါထိခိုက်လာနိုင်စေတယ်လို့ဆက်ပြောပါရယ် အာအတိအကျနောက်ဆက်တယ်ဆိုကျွားတော့အများကြီးပဲပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ရေထဲမှာဆိုရင်ဒီထိုင်းဖက်ကလေးလာချင်ရဆိုရင်အာရေထဲမှာအာဆင်းနစ်တွေပါတယ်အာပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီရေထဲမှာအာဆင်းနစ်တွေမာကျူရီပါတယ်မာကျူရီရောအာဆင်းနစ်ရောဒီကင်ဆာဖြစ်တယ်စာမီတောင်းမီရဲ့လူတွေပေါ့နော်ကင်ဆာဖြစ်တယ်လက်ရှိချိန်မှာအစာရင်ပြဿနာတွေဖြစ်နိုင်တယ်တွေးထဲရောက်တော့မယ်ဆိုရင်ကျွန်တော်တို့တွေးကင်ဆာလိုမျိုးတွေဖြစ်နိုင်တယ်အာပြီးတဲ့အခါမှာကျွန်တော်တို့ဒီတဘာပတ်ဝန်းကျင်ပေါ့နော်ဒီအပင်တွေရေရှည်တဲ့ပေါ့နော်ဒီငါမျိုးစိတ်တွေတော့လည်းထိခိုက်တယ် ။နောက်ပြီးရဲ့အခါကျတော့ဒါမြစ်ချောင်းပြောင်းနေမှုမြစ်ချောင်းထိခိုက်မှုတော့ဒါရေးလည်းဖြစ်စီရဲ့တော့ကျတော့ဒီရေတရံစာရဆုံးရှုံးမှုတွေလည်းဖြစ်နိုင်နေပေါ့နော်။ဒီတော့ခန့်တွေရဲ့အပြောအရမယူမျိုးကနတ်ခုံမြစ်မှာ24နာရီလုံးမရမနာရွှေတူးဖော်နေကြတယ်လို့ဆိုပါလေ။တရုတ်ကုမ္ပဏီလေးခုကတရုတ်လူမျိုးအလုပ်သမား300လောက်နဲ့မြစ်ကန်ဘေးတစ်လျှောက်ကတောင်ကုန်းတွေနဲ့မြစ်ထဲမှာရွှေဖောင်တွေနဲ့တူးဖော်နေကြတယ်လို့ဆိုပါလေ။ဒီရွှေတူးဖော်မှုတွေဟာ2025ခုနှစ်ထဲမှာပိုပြီးများလာခဲ့တယ်လို့လည်းဆိုပါတယ်။ထိုင်းနိုင်ငံမက်ဖလောင်တက်ကတူက ဧပြီလ30ရက်နေ့မှာထမ်းမြင်မှန်တဲ့ဆက်ရှိချင်းရိုင်းမေဆိုင်နဲ့ချစ်ဆန်ခရိုင်ထဲကမြစ်တွေကရေနမူနာကိုယူပြီးစစ်ဆေးမှုတွေလုပ်ရပါအစင်းနေညညာမှုတွေတွေ့ရှိခဲ့တယ်လို့ထိုင်းမီဒီယာတွေကဆိုပါတယ်မြန်မာနိုင်ငံအတွင်းတပ်တူတူဖော်ရေးလုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့နေဆက်မြစ်တွေထဲကအစင်းနေညညာမှုပြဿနာကို ဖြေရှင်းပြဖို့ထိုင်းအစိုးရကမြန်မာနိုင်ငံကိုတိုက်တွန်းထားကြောင်းထိုင်းအန်ကွဲရဲတည်င်းစာကမေလ29ရက်နေ့ကရေးသားဖော်ပြထားပါတယ် အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်။